ီရပတ် week 3 focus လေးမှာတော့အရှိတ်အပတ်တွေကပြောသွားတဲ့အကြောင်းအရာလေးတွေကို summarize လုပ်ကြည့်ရအောင် Okay ဒါဆိုရင်အရင်ဆုံးကိုယ့်ရဲ့အမူအကျင့်တွေကကိုယ်တကယ်အကျိုးပေးရလားဆိုတာကိုစဉ်းစားကြည့်အောင်နော်အကယ်၍အကျိုးမရှိဘူးဆိုရင်အဲ့ဒါကိုဘယ်လိုမျိုးအကျိုးရှိအောင်လုပ်ပြုပြင် ပြောင်းလဲရမလဲအရင်ဆုံးကိုယ်တနေ့တာလုပ်တဲ့လုပ်ငန်းတွေကိုတစ်ချက်စဉ်းစားကြည့်ရမယ်ဥပမာလူတိုင်းလုံးနေကြဖုန်းသုံးတာဖုန်းသုံးတာမှာကိုကဘာအတွက်သုံးလဲကိုကိုအကျိုးပြုနိုင်တဲ့ဖုန်းသုံးခြင်းလား ီတိုင်းအပန်းဖြေမှုတစ်ခုတည်းအတွက်ဖုံသုံးခြင်းလားဆိုပြီးစဉ်းစားကြည့်ရပါမယ်။ဆေးရပန်းဖြေမှုကပြားနေတဲ့ဆိုရင်တခြားဘလူနီးနဲ့သုံးလို့ရနိုင်အောင်လဲဆိုတာတွေကိုစဉ်းစားပြီးပြုပြင်ရမယ်ပေါ့နော်။ဟုတ်တာပေါ့အကျိုးရှိတာကြီးပဲလည်းမဟုတ်ပဲနဲ့အပန်းဖြေဖို့နဲ့အကျိုးရှိဖို့မြင်မြတ်တတခန့်ခွဲတတ်ဖို့ကလည်းအရေးကြီးပါတယ်။ဒါဆိုရင်နောက်ထပ် goal တွေထားတဲ့အခါထီအောင်ဘယ်လိုမျိုး goal တွေထားကြမလဲ ထိရောက်တဲ့ဂိုးတွေထားဖို့ဆိုရင်ရေရှည်ပန်းနိုင်တွေတင်မဟုတ်ပဲရေတူပန်းနိုင်တွေကိုပါထားတဲ့နေပေါ့နော်အဲ့ဒါတွေကိုအကျိုးပြုဖို့ဆိုရင် smart goals လေးတွေကိုပါစဉ်းစားသင့်ပါတယ် s ဆိုတာ specific ကိုယ့်ရဲ့ goal က specific ဖြစ်ရမယ်ဥပမာ workout လုပ်တာမျိုးပေါ့ဘလို့ထိရောက်အောင် လုပ်မယ်ဆိုတာမျိုးတွေပေါ့နော် m က measurable ပေါ့အဲ့ကိုကိုပြီးမြောက်ဖို့ဂျားတဲ့က progress ကိုတိကျမှတ်သားထားရမယ် a က achievable အချီဖေးဖို့ဆိုတာအဲ့ကိုကကိုတကယ်ကင်တွင်နိုင်တဲ့ကိုဖြစ်ရမယ်မနိုင်ဝင်ထမ်းတာမျိုးမဟုတ်ရဘူး or က realistic ကိုချလိုက်တဲ့ကိုက unrealistic ဖြစ်နေရမျိုးဆိုရင် မပြီးမြောက်ဖို့လမ်းကပိုများနေပါလိမ့်မယ်နောက်ဆုံး t ဆိုတဲ့ time bound ကအဲ့ကိုကိုဘယ်အချိန်တွင်းမှာပြီးမြောက်အောင်လုပ်မယ်ဆိုတဲ့အချိန်ကန့်သက်ချက်ရှိဖို့လိုပါတယ်ကဲဒါဆိုရင် ကိုအခုချမှတ်ထားတဲ့ goal တွေကို smart goal နဲ့ညီလားမညီဘူးလား မညင်ရင်ဘလို့ပြောင်းလဲရမလဲဆိုတာကိုသိကြပြီလို့ထင်ပါရယ်။နောက်ပြီးကိုယ်စိတ်အပန်းပြေဖို့စိတ်ပင်ပန်းမှုတွေပျောက်ရှင်းဖို့ဘလို့ activity တွေက အထောက်အကူပြုဆောင်ဖြစ်မလဲ။အဓိကတော့အရင်ကပြောသွားသလိုပဲကိုယ်ဝတ္တနာနဲ့ใกล้ညီတဲ့ activity တွေကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ကိုယ်အမြင်ပြောရရင်တော့စိတ်ပန်းပြေမှုအတွက်တစ်ခုခန္ဓာကိုယ်ကျန်းမာရေးအတွက်တစ်ခုပြီးတော့ဘူးတူတိုက်ရဖို့အတွက်တစ်ခု နောက်ထပ်အတွေးခေါ်ကောင်းလာစေဖို့တစ်ခု creativity အတွက်တစ်ခုနဲ့နောက်ဆုံးအနေနဲ့ဝင်ငွေပေးနိုင်မှုတစ်ခုဆိုပြီးတော့လိုအပ်မယ်လို့ထင်ပါတယ်။နောက်ထပ်အနေနဲ့ចောင်းသားတွေအတွက် lifestyle ကို ပြောင်းလဲကြည့်တာကောင်းမယ်လို့ထင်လား။ mindset ကိုရောပြောင်းလဲကြည့်တင်တယ်လို့ထင်လား။လူတိုင်းမှာတော့မတူညီတဲ့ lifestyle တွေရှိရပါပဲလीနော်။အဓိကကတော့ကို lifestyle ကိုတေချာဆန်းစစ်ပြီးပြင်သစ်တဲ့နေရာပြင် ထားသစ်တဲ့နေရာထားဖို့ပါပဲ mindset လည်းအတူတူပါပဲကို့မှာ positive mindset ရှိနေဖို့ကအရေးကြီးပါတယ် negative အတွေးတွေပြည့်နေရင်စိတ်ကြမ်းမာရေကို ထိခိုက်လာနိုင်ပါတယ်။နောက်ဆုံးမေးခွန်းကတော့ကိုယ့်ကိုယ်ကို motivation ဘယ်လိုနည်းတွေနဲ့ပေးလို့ရလဲ။ VA2 ရဲ့အမြင်လေးကိုပြပြပေးပါအောင်။ motivation ကတော့ပုံစံအများကြီးနဲ့ယူလို့ရပါတယ်။ကိုယ်နဲ့ကိုင်းညီတဲ့ motivation မျိုးကိုတည်ဖို့အတွက်အရေးကြီးပါတယ်နော်။တချို့ကတော့ toxic motivation နဲ့ဆိုရင်အလိုလိုရတာပို့ပြီးတော့လှုပ်ရှင်တာမျိုးတွေပေါ့နော် vision board တွေလောက်တာကလည်းကိုယ်တနည်းနည်းနဲ့စိတ်ခွန်အားပေးနိုင်ပါတယ် ိုအားကြရတဲ့လူတွေစီကလည်း motivation ယူလို့ရပါတယ်။ဒါပေမဲ့သွားပြီးတော့နှိုင်းရှင်တာမျိုးမလုပ်မိပါစေနဲ့။သူကြလုံနိုင်ပြီးတော့ကိုကြမလုံနိုင်ရတလားဆိုတာမျိုးပေါ့။ဒါဆိုရင် 2hour fashion ရဲ့ week 3 podcast လေးကတော့ဒီလောက်ပါပဲ။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ week 4 podcast မှာလည်းဘလို့အကြောင်းအရာမျိုးတွေပြောသွားမလဲဆိုတာလေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။